လာဒီမာပူတင်ဟာထရမ့်ကယူကရိန်းနဲ့ရုရှားကိုတင်ပြခဲ့တဲ့စစ်ပညာရေးအဆိုကိုပယ်ချလိုက်ပါတယ်။အခုဆိုရင်ရုရှားပြည်သူတွေကသူတို့ရဲ့အဆိုရကိုစန့်ကျင်ပြီးပြောဆိုလာကြပါတယ်။သူတို့ကဒီစစ်ပွဲကိုအဆုံးသတ်စေခြင်းပြီးရုရှားစစ်တပ်အတွက်မဟုတ်ဘဲရုရှားပြည်သူတွေအတွက်ရုရှားစီးပွားရေးကိုပြန်လည်အသက်သွင်းစေခြင်းကြပါတယ်။ဒါအပြင်ထရမ့်ကလည်းရုရှားကစစ်ပညာရေးကိုညှင်းပယ်ရင်ရုရှားအတွက်မမျှော်လင့်ထားတဲ့အကျိုးဆက်တွေရှိလာမယ်လို့ပြောကြားခဲ့ပါတယ်။ဒီနေ့မှာပူတင်က ဗီလာရုစ်အာနာရှင်လူကာရှန်ကိုနဲ့သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။သူကစစ်ပညာရေးဟာအမေရိကန်ရဲ့အဆိုမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။တကယ်တော့ဒါဟာယူကရိန်းရဲ့အဆိုဖြစ်ပြီးယူကရိန်းကအမေရိကန်ကိုအကောင့်ထည့်ဖို့တောင်းဆိုခဲ့တာပါ။ဒါကြောင့်ယူကရိန်းကလိုချင်တဲ့အရာကိုလက်ခံဖို့သူတတိထားရမယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်မကြသေးငါဖြစ်ပျက်ခဲ့တဲ့အရာအလုံးကိုပြန်ကြည့်ကြရအောင်။ထရမ့်ကဇယ်လန်စကီကိုအာနာရှင်လို့ခေါ်ခဲ့ပါတယ်။ပြီးတော့သူတို့ဟာတပ်ထူရင်လုပ်ငန်းသဘောတူညီချက်တစ်ခုကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ပြီးတော့ White House မှာ Oval Office ထဲမှာသူတို့ကြားမှာပဋိပက္ခတွေဖြစ်ခဲ့ပါတယ်။ပြီးတော့ Trump ကယူကရိန်းကိုအကူအညီနဲ့ထောက်လှမ်းရေးမျှဝေမှုတွေကိုရပ်ဆိုင်းလိုက်ပါတယ်။အထူးသဖြင့်ယူကရိန်းကငြိမ်းချမ်းရေးအတွက်အသင့်မဖြစ်သေးဘူးလို့သူထင်တာကြောင့်အကူအညီတွေကိုရပ်ဆိုင်းလိုက်တာလို့ပြောခဲ့ပါတယ်။ဒါကြောင့်ဒါဟာ American ရဲ့အဆိုမဟုတ်ဘူးလို့ပြောတာကမိုက်မဲတဲ့စကားပါ။ပူတင်ကိုယ်တိုင်လည်းသူပြောနေတဲ့စကားကိုသူကိုယ်တိုင်မယုံပါဘူး။ဒါဟာရုရှားရဲ့ KGB နီးဗျူဟာတစ်ခုပါ။သူတို့ကစစ်ပြင်းရေးကိုငင်းပယ်ခြင်းပေမဲ့ Trump ကိုစိတ်ဆိုးမှန်းသိတာကြောင့် ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီးအကြောင်းပြချက်တွေလုပ်နေတာပါသူရဲ့ဖွင့်ချီးစကားပြောပြီးနောက်ပူတင်ကထရမ့်အုပ်ချုပ်ရေးကသူတို့တင်ပြခဲ့တဲ့စစ်ပြင်းရေးအဆိုကိုအခြေအနေတွေအများကြီးထပ်ထည့်ပြီးပြောဆိုခဲ့ပါတယ်ပထမဆုံးအနေနဲ့ယူကရိန်းမှာငြိမ်းချမ်းရေးရဖို့အာယုံစိုက်ပေးတဲ့အမေရိကန်သမ္မတထရမ့်ကိုကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်စစ်ရေးတင်မှမှုတွေရပ်တန့်မှုအဆိုပြုချက်တွေကိုငါတို့သဘောတူတယ်ဒါပေမဲ့ဒီရက်တက်မှုဟာရေရှည်ငင်းငယ်ရေးကိုဥတီပြီးဒီပဋိပက္ခကိုအမြင့်ပြည့်ဖြည့်ရှင်းနိုင်မှသာဖြစ်တဲ့ ဒါပေမဲ့ဘသူကစည်ရေးတင်မှှတွေရက်တန့်မှုအမိန်ပေးမှာလဲဒီအမိန်တွေရဲ့ဈေးနှုန်းကဘလောက်ဖြစ်မှာလဲကီလိုမီတာ2000ရှေလျားတဲ့စစ်မျက်နှာတစ်ချောင်းမှာဘသူကဘယ်အချိန်မှာစစ်ပြည်နေကိုချိုးဖောက်မလဲဆိုတာဘသူကကြိုသိနိုင်မှာလဲပြီးရင်ဒီသဘောတူညီချက်ကိုချိုးဖောက်တာနဲ့ပတ်သက်ပြီးဘသူကိုဘသူကအပြစ်တင်မှာလဲဒါတွေကိုနှစ်ဖက်စလုံးကသိချာစဉ်းစားဖို့လိုပါတယ်ဒါကြောင့်ဒီအကြံပြုချက်ကိုငါတို့လုံးဝထောက်ခံတယ်ဒါပေမဲ့ဆွေးနွေးကြရရှိနေပါတယ်ငါတို့ဟာဒီစစ်ပြည်ကြီးရဲ့အဆိုကိုအမေရိကန်မိတ်ဖက်တွေနဲ့ဆွေးနွေးတင်တယ် ထရန့်နဲ့ဖုန်းပြောပြီးဆွေးနွေးတင်တယ်။ဒါပေမဲ့ငါတို့ကပဋိပက္ခကိုငြိမ်းချမ်းစွာအဆုံးသတ်ဖို့ဒီအကြံပြုချက်ကိုထောက်ခံတယ်။ဒီနောက်မှာပူတင်ကသူတကယ်လိုချင်တာကိုမတော်တဆပြောမိသွားပါတယ်။သူကယူကရိန်းကောင်းဆောင်တွေကိုလက်နက်ချခိုင်းခြင်းပါတယ်။ယူကရိန်းကိုလက်နက်ချခိုင်းခြင်းပါတယ်။ယူကရိန်းကိုလွတ်လပ်တဲ့နိုင်ငံအဖြစ်မရှိစေချင်ပါဘူး။သူကလောလောဆယ်စိတ်ပြင်းရင်ကိုမလိုချင်ဘူးလို့ပြောခဲ့ပါတယ်။ဘာလို့လဲဆိုတော့ရုရှားစစ်တပ်ကယူကရိန်းစစ်သားတွေကို Karasan 9မှာဝိုင်းထားလို့ပါ။စိတ်ပြင်းရင်ရှိရင်ဒီစစ်သားတွေကလွတ်မြောက်သွားနိုင်ပါတယ်။ ဒီပြောဆိုချက်ဟာစစ်ပွဲအစမှာသူပြောခဲ့တဲ့စကားနဲ့အတော်လေးဆင်တူပါတယ်။ရုရှားစစ်တပ်က3ရက်အတွင်းဝိုင်းထားမယ်လို့ပြောခဲ့တာပါ။3ရက်ကြာမယ်ထူးစစ်စင်ရေးကဒီနေ့ထိဆက်ဖြစ်နေသေးပါ။တကယ်တော့ရုရှားဟာကတ်စ်ဒေတာမှာအနှဲငယ်ပဲစစ်ရှင်တိုးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းစစ်တပ်ကလည်းနောက်ဆုတ်နေပါတယ်။ဒါကိုကြည့်ပြီးယူကရိန်းစစ်တပ်ကဘာကြောင့်နောက်ဆုတ်နေရလဲလို့တင်တို့တွေစဉ်းစားနေမှာပါ။အမေရိကန်ကယူကရိန်းနဲ့ထောက်လိုင်းရေးမျှဝေမှုကိုရပ်ဆိုင်းလိုက်တဲ့အခါ အထူးသဖြင့်တိုက်ခိုက်ရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ထောက်လန်းရေးကိုရပ်ဆိုင်းလိုက်တာကြောင့်ဖြစ်ပါတယ်။ခုခံကာဝေးရေးဆိုင်ရာထောက်လန်းရေးအချက်အလက်တွေကိုယူကရိန်းတို့ကိုဆက်လက်မျှဝေပေးနေတယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်ကယူကရိန်းတို့ရဲ့ Crooks နယ်မြေကိုထိန်းချုပ်ထားတာကိုတိုက်ခိုက်ရေးလုပ်ငန်းစဉ်အဖြစ်သတ်မှတ်ထားတယ်။ဒါကြောင့်သူတို့ကအဲ့ဒီဒေတာနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုပေးဖို့ရပ်ဆိုင်းလိုက်ပါတယ်။အခုဆိုရင်ယူကရိန်းတွေဟာမဟာဗျူဟာကျတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ဖို့လိုအပ်နေပါပြီ။ ူတို့ဟာယူကရိန်းလူမျိုးတွေရဲ့အသက်ကိုဆုံးလွှတ်ရကြိုးနှက်မဲ့နေမြေတစ်ခုကိုထိန်းချုပ်ဖို့လိုအပ်သလားဆိုတာကိုဆုံးဖြတ်ရမယ်။ဒီနေမြေကိုညှိနှိုင်းမှုတွေမှာအသုံးပြုဖို့မဖြစ်နိုင်ဘူးဆိုရင်သူတို့ဟာဒီနေမြေကိုထိန်းချုပ်ဖို့ကြိုးစားရင်အသက်တွေကိုဆုံးလွှတ်ဖို့မလိုအပ်ဘူးလို့ယူဆလာကြပါတယ်။ဒါကြောင့်သူတို့ဟာနောက်ဆုတ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။အခုလည်းဒီအတိုင်းဖြစ်နေပါပြီ။ရုရှားကဒီအခြေအနေကိုအခွင့်ကောင်းယူပြီးကြည့်ပါဦးငါတို့အနိုင်ရနေပြီလို့ပြောနေပါတယ်။တကယ်တော့သူတို့ဟာအနိုင်မရသေးပါဘူး။ ဒီသတင်းကပူတင်အတွက်သိတ်ကောင်းတဲ့သတင်းဖြစ်လို့သူက Cruise Data ရဲ့မျက်နှာစာကြောင်းမှာမိုင်းအနေငယ်အကွာကလုံခြုံရေးအိတ်လုံးကိုသွားပြီးလုံခြုံရေးဝန်ထမ်းဝတ်ဆောင်တဲ့ဓာတ်ပုံတွေရိုက်ခဲ့ပါတယ်။ဒါပေမဲ့အဓိကအချက်ကဒါမဟုတ်ပါဘူး။ရုရှားကပစ်ခတ်ရေးရစရေးကမ်းလှမ်းချက်ကိုညှင်းပယ်လိုက်ပြီးအဲ့ဒီနိုင်ငံကိုပြန်လည်သိမ်းပိုက်ဖို့ကြိုးစားနေပါတယ်။ဟစ်တလာနဲ့ဂျာမနီတွေဒုတိယကမ္ဘာစစ်အတွင်းမှာရုရှားနိုင်ငံကိုသိမ်းပိုက်ခဲ့ကြတဲ့ကဘယ်သူမှရုရှားနိုင်ငံကိုပြန်မသိမ်းပိုက်နိုင်ခဲ့ကြပါဘူး။ သူတို့ဟာဒီနေ့နယ်မြေကို6လကြာသိမ်းပိုက်ခံရပြီးဒီနယ်မြေကိုပြန်လည်သိမ်းပိုက်ဖို့မြောက်ကိုရီးယားသားတပေါင်းချုပ်ကိုခေါ်ယူခဲ့ပါတယ်။သူတို့ဟာအနှဲငယ်သောမဟာဗျူဟာကျတဲ့အောင်မြင်မှုတွေကိုရရှိခဲ့ပေမဲ့သူတို့တကယ်လိုချင်တာကလုပ်ငန်းဆိုင်ရာအောင်မြင်မှုတွေကိုရရှိဖို့ပါ။အော်ဒက်ဆာကိုသိမ်းပိုက်ပြီးယူကရိန်းရဲ့အနောက်ဘက်ကိုဆက်လက်သိမ်းပိုက်ဖို့ပါ။ရုရှားဟာသူတို့ပြောနေတဲ့အတိုင်းစိန်ခေါ်မှုတွေအများကြီးရှိနေပါတယ်။သူတို့ပြောနေတဲ့ဇလန်းကငါတို့ဟာတိုက်ခိုက်နေတယ်။သူတို့ကခုခံနေတယ်။ ဒါကြောင့်သူတို့ဟာရှုံးနေတယ်ဆိုတာပါပဲ။ဒါကြောင့်သူတို့ဟာပြစ်ခတ်ရေးရစရေးကိုပယ်ချတာကိုမအံ့ဩပါဘူး။ကံကောင်းစွာပဲ Trump က NATO တွင်းမှုချုပ် Mark Rutte နဲ့ Putin ရဲ့အစည်းအဝေးပြီးမှသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာ Trump ကို Putin ပြောခဲ့တဲ့မှတ်ချက်တွေနဲ့ပတ်သက်ပြီးမေးမြန်းခံရပါတယ်။သူကဒါကိုပြောခဲ့တယ်ပြီးတော့ရုရှားကိုသတိပေးချက်တခုလည်းပါခဲ့တယ်ကျွန်တော်တို့ကရုရှားကပြစ်ခတ်ရေးရစဲဖို့လိုချင်တယ် ကျွန်တော်တို့ကမောင်းထဲမှာအလုံးမလုံးခဲ့ပါဘူးယူကရိန်းရဲ့မြေနေရာတွေဆုံးရှုံးမဲ့နေရာတွေရလိမ့်မယ်ရလိမ့်မဲ့နေရာတွေကိုဆွေးနွေးခဲ့ပါတယ်နောက်ပြီးနောက်ဆုံးသဘောသဘောတူညီချက်ရဲ့အခြားအစိတ်ပိုင်းတွေကိုလည်းဆွေးနွေးခဲ့ပါတယ်စွမ်းရင်စက်ရုံတစ်ခုပါဝင်နေတယ်အရန်ကြည့်တဲ့စွမ်းရင်စက်ရုံတစ်ခုပါဘသူကစွမ်းရင်စက်ရုံကိုရမလဲဘသူကဒါကိုရမလဲစသဖြင့်ဆွေးနွေးခဲ့ပါတယ်ဒါကတကယ့်ကိုမလွယ်ကူတဲ့လုပ်ငန်းစဉ်မှာအဆင့်တက်ကတော့အပြစ်ခတ်ရစေးရေးပါ တချို့တော့တဦးချင်းဆိုင်ရာအကြောင်းအရာတွေကိုဆွေးနွေးပြီးသွားပါပြီကျွန်တော်တို့ကမြေနေရာတွေနဲ့ပတ်သက်တာတွေကိုဆွေးနွေးနေပါတယ်နေတိုးနဲ့ပတ်သက်ပြီးလဲဆွေးနွေးခဲ့ကြပါတယ်နေတိုးမှာပါဝင်ဖို့နဲ့ပတ်သက်ပြီးလဲဆွေးနွေးခဲ့ကြပါတယ်ဒါကိုလူတိုင်းလည်းသိပါတယ်ဒီအဖြေကိုလူတွေသိနေတာအနည်း40လောက်ရှိပါပြီဒါကြောင့်နောက်ဆုံးသဘောတူညီချက်ရဲ့အသေးစိတ်အချက်အလက်တွေကိုတကယ့်ကိုဆွေးနွေးပြီးသွားပါပြီ Triumph လို့ရက်တွေကသူ့တတိပေးချက်နဲ့ကိုက်ညီမယ်လို့မျှော်လင့်ရပါတယ်အကြောင်းကတော့ယူကရိန်းကငြိမ်းချမ်းရေးလိုချင်ပုံမရဘူးဆိုရင် သူကအကူအညီတွေကိုဖျက်တောက်လိုက်တယ်။ထောက်လန်းရေးအချက်အလက်မျှဝေမှုတွေကိုရပ်ဆိုင်းလိုက်ပါတယ်။အခုဆိုရုရှားကဒီပစ်ခတ်ရေးရပ်ဆိုင်းရေးကိုတကယ်မလိုချင်ဘူးလို့ထင်ရပါတယ်။ဒါကြောင့်ရှင်းနေတဲ့အဖြေကတော့ယူကရိန်းကိုအကူအညီတွေပို့ပေးဖို့လက်နက်တွေပို့ပေးဖို့ပါပဲ။ဒါမှသူတို့ကရုရှားစစ်တပ်ကိုမျက်နှာစားကြောင်းမှာဖိအားပေးနိုင်မှာပါ။ဒါဆိုပူတင်ကနှိမ့်နိုင်ရေးဆွေးနွေးပွဲမှာအမြန်ဆုံးပါဝင်လာမှာပါ။ဒါကရုရှားထက်တန်းလွှာရင်းနဲ့ရုရှားအာဏာပိုင်တွေကြားမှာအရန်ကိုဖြစ်များတဲ့အတွေးခေါ်တစ်ခုဖြစ်နေပါဗျ။ ရုရှားကစစ်နိုင်နေတယ်ဆိုတဲ့အချက်ပါပဲ။ဒါကိုလွှတ်တော်အမတ်တယောက်တည်းမဟုတ်ပဲရုရှားစစ်ဘက်ဆိုင်ရာဘလော့ဂါတွေကလည်းအလားတူပြောနေကြပါဗျ။ရုရှားကရေနံချက်စက်ရုံတွေဓာတ်ရုစက်ရုံတွေလက်နက်တူလောင်ရုံတွေမီးလောင်နေပါဗျ။ဒါအပြင်ရုရှားမီဒီယာတွေက Trump ကိုဒေါသထွက်နေကြပါဗျ။ Trump ကယူကရိန်းကိုထောက်ခံပြောဆိုပြီးရုရှားကညှိနှိုင်းဆွေးနွေးပွဲကိုမလာရင်ဒဏ်ခတ်မယ်လို့ပြောထားလို့ပါ။ဒီဒေါသကရုရှားလူအဖွဲ့အစည်းတစ်ခုလုံးကိုပြန့်နှံ့နေပါဗျ။ ူတို့တကယ်ဒေါသထွက်ရမယ့်သူကဘသူလဲဆိုတာသိဖို့ကလည်းအချိန်ပဲလိုတော့တာပါဒီရာအလုံးကိုစတင်ခဲ့တဲ့သူရုရှားအာဏာရှင်ဗလာဒီမာပူတင်ပါပဲယူကရိန်းရဲ့ရုရှားအတွင်းပိုင်းကိုတိုက်ခိုက်မှုတွေကရန်ပြင်းထန်လာတာကြောင့်ယူကရိန်းကရုရှားရဲ့စွမ်းအင်ကဏ္ဍတစ်ခုလုံးကိုပိတ်သိမ်းနိုင်တယ်လို့သတင်းတွေထွက်နေပါတယ်ဒီစွမ်းအင်ကဏ္ဍဟာရုရှားနိုင်ငံအတွက်အဓိကကျတဲ့ကဏ္ဍဖြစ်ပြီးဗလာဒီမာပူတင်ရဲ့စစ်စည်းဝါးရေးဒါမှမဟုတ်အထူးစစ်စင်ရေးစီးပွားရေးကိုကဲ့တင်နေတဲ့ကဏ္ဍပါဒါကြောင့် ဒီလိုသတင်းကောင်းတွေထွက်နေတာပါ Ukraine is now on track to completely destroy Russia's iron industry ဆိုတဲ့သတင်းပါ Ukraine ရဲ့ Russia နိုင်ငံအတွင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ရင် January လက အမိုက်ဆုံးတဲ့လတွေပါပဲ Ukraine က Russia ကိုဖျောက်ချဖို့ Ukraine သားတော်တော်များများဟာဒီလိုဆုံးဖြတ်ချက်ကိုချခဲ့ကြတာဖြစ်နိုင်ပါတယ်ဒါပေမဲ့အဓိကအကြောင်းရင်းက Ukraine မှာကိုပိုင်ကာဝေးကဏ္ဍဖွံ့ဖြိုးလာပြီးဒုံးကျည်တွေ drone တွေထုတ်လုပ်လာနိုင်လို့ပါပဲ ဒါကြောင့်နောက်နိုင်ငံတွေနဲ့အမေရိကန်တို့စီကခွင့်ပြုချက်မလိုပဲရုရှားအတွင်းပိုင်းကို ထိထိရောက်ရောက်တိုက်ခိုက်နိုင်တာပါဒီယူကရိန်းကာကွယ်ရေးကဏ္ဍကဘလောက်ထိထိရောက်လဲဆိုတာသက်သေပြဖို့ဇန်နဝါရီလမှာဖြစ်ခဲ့တဲ့တိုက်ခိုက်မှုတွေကိုပြန်ကြည့်ရအောင်ဇန်နဝါရီလနေ့တိုင်းဒီပါရုရှားအတွင်းပိုင်းကိုတိုက်ခိုက်မှုတွေရှိနေပါတယ်ဒါ့အပြင်သူတို့ကမြန်မာတံပိုးရှိတဲ့ပြစ်မှတ်တွေကိုထိမှန်နေပါတယ်ဒါကရုရှားတိုက်ခိုက်မှုတွေနဲ့မတူပါဘူးရုရှားကယူကရိန်းအတွင်းကအကြောင်းတွေဈေးရုံတွေမဲပေးရနေရတွေ တပ်ကြီးရွယ်ဦးနေရာတွေကိုပိတ်မှတ်ထားတိုက်ခိုက်နေတာပါအချိန်ကြာလာတာနဲ့မျှယူကရိန်းရဲ့ကာကွယ်ရေးစနစ်ကပြိုလဲတော့မယ်ပြိုကွဲတော့မယ်ဆိုတော့ရုရှားရဲ့အဆိုတွေရှိပေမဲ့ယူကရိန်းကမပြိုလဲသေးပါဘူးဒီ၃ရက်ဆက်စင်ရေးလို့ပြောခဲ့ပေမဲ့၃နှစ်စစ်ပွဲ ဖြစ်သွားပြီးရုရှားစီးပွားရေးကိုဖျက်ဆီးနေတဲ့သူကပူတင်ပါပူတင်ကအခုတော့စိတ်မချမ်းမသာဖြစ်နေပါတယ်အကြောင်းကတော့ထရမ့်အုပ်ချုပ်ရေးကသူမျှော်လင့်ထားသလိုမဟုတ်လို့ပါပဲဒီစစ်ပွဲကိုရုရှားကစတင်ခဲ့တာပါ ်ပူတင်ကသူ့ရဲ့ဆိုဗီယက်အိမ်မိုက်အင်ပါယာကိုပြန်လည်တည်ဆောက်ဖို့ဒီစစ်ပွဲကိုစတင်ခဲ့တာပါ။ဒါကြောင့်ငြိမ်းချမ်းရေးညှိနှိုင်းမှုတွေလာရင်ဒါကိုတတိယဖို့လိုပါတယ်။တခြားအာဏာရှင်တွေအာဏာရှင်ခေါင်းဆောင်တွေကိုစစ်ပွဲစတင်ပြီးကဘာကစစ်ပွဲကြီးငွေသွားတဲ့အခါသူတို့လိုချင်တာကိုရသွားအောင်မလုပ်သင့်ပါဘူးဒီနေရာမှာဘန်နာယူးဝင်ကြီးစကော့ဘိုက်ဆန်ရဲ့အကြောင်းကိုပြောပြခြင်းပါတယ်သူကအချက်တွေကိုတိတိကျကျပြောပြပါဗိုင်ဒန်အုပ်ချုပ်ရေးကတန်ခတ်မှုတွေကို တကယ်တော့သူတို့တက်နိုင်သလောက်ပြင်းပြင်းထန်ထန်မလုပ်ခဲ့ဘူးဆိုတာကိုရှင်းပြပါရစေ။ဘာလို့လဲဆိုတော့ရွေးကောက်ပွဲကာလအတွင်းစွန့်ရင်ဈေးနှုန်းတွေရေနံဈေးနှုန်းတွေမြင့်တက်မှာကိုမလိုချင်လို့ပါ။ဒါကြောင့် National Security Advisor Civilian ကသူထွက်ခွာတဲ့အချိန်မှာရုရှားရေနံကုမ္ပဏီတွေကိုတန်ခတ်မှုတွေမြင့်တင်လိုက်တာကိုမြင်ရတာအံ့အားသင့်မိပါရစေ။အမေရိကန်မှာရေနံဈေးနှုန်းတွေဒီလမှာ900ခန့်လောက်မြင့်တက်လာပါရစေ။တန်ခတ်မှုတွေကျင်ညာတာကတခုပါပဲ။ဒါပေမဲ့ဒါတွေကိုအကောင့်ထဲဖိုးဖို့နဲ့စောင့်ကြည့်ဖို့လည်းလိုအပ်ပါရစေ။ ာလို့လဲဆိုတော့ကျွန်တော်တို့ကဥပဒေတွေကိုအကောင့်ထဲမဖို့ရင်ဒါကဥပဒေမဟုတ်တော့တဲ့အကြံပြုချက်တစ်ခုပဲဖြစ်သွားပါလိမ့်မယ်။ဒါကိုရခိုင်အုပ်ချုပ်ရေးတွေကသူတို့ရဲ့တတန်းကုံဆုံးကဏ္ဍဒီမှာစတင်လှုပ်ဆောင်ခဲ့တာပါ။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ယူကရိန်းရုရှားစစ်ပွဲအတွက်အထူးကိုယ်တည်းကိတ်ကဲလော့ကသူ့ရဲ့ပထမဆုံးနေ့ကလေးကဒဏ်ခတ်မှုအလုံးကိုအကောင့်ထဲဖော်ဖို့စီစဉ်စီစဉ်နေတယ်လို့ပြောပါတယ်။လောလောဆယ်ဒဏ်ခတ်မှုအကောင့်ထဲဖော်မှုကိုတုံးလို့အဆင့်တက်မှတ်ထားပြီး သူက30အထိတင်ကျင်နေပါတယ်။ဒါကြောင့်သူကတန်ခတ်မှုအကောင့်ထဲဖွင့်မှုကိုနှစ်ဆတိုးဖို့စီစဉ်နေတာပါ။ပြီးတော့ဘန်နာယီဝန်ကြီးကတန်ခတ်မှုတွေကိုတိုးမြင့်ကျင်တယ်လို့ပြောနေပါတယ်။ရုရှားတန်ခတ်မှုတွေကိုအကောင့်ထဲဖွင့်မှုတိုးလာတာနဲ့အမျှရုရှားမဟာမိတ်တွေတောင်ပူတင်ကို စတင်စွန့်ခွာလာကြပါတယ်။ဘိုင်ဒန်အုပ်ချုပ်ရေးက Shadow Fleet ကိုတန်ခတ်မယ်လို့ကြေညာလိုက်တာနဲ့တရုတ်နဲ့အိန္ဒိယကိုရေနံနဲ့သင်းမောနှစ်စီးစိုက်ကပ်ဖို့ရောက်နေချိန်မှာအမေရိကန်ရဲ့တန်ခတ်မှုတွေကြေညာလိုက်တဲ့အတွက်ဒီနိုင်ငံနှစ်နိုင်ငံက င်းတို့စိတ်ကန်းကိုမဝင်နိုင်ဘူးအမေရိကန်ရဲ့တန်ခတ်မှုခံရမှာဆိုလို့လို့ပြောလိုက်ကြပါတယ်ဘာလို့လဲဆိုတော့ဒီသင်းမောတွေကိုကင်တွင်နေတဲ့တရုတ်အိန္ဒိယကုမ္ပဏီတွေဟာအမေရိကန်ရဲ့တန်ခတ်စရင်ဝင်သွားရင်အမေရိကန်ဘဏ်တွေနဲ့ငွေကြေးလဲလှယ်မှုတွေလုပ်လို့မရတော့မှာမဟုတ်ပါဒါကနိုင်ငံတကာနဲ့ဆက်ဆံနေရတဲ့ဘယ်နိုင်ငံဘယ်ကုမ္ပဏီအတွက်မဆိုခေါင်းကိုက်စရာပါပဲဒါကြောင့်ရုရှားကိုထောက်ခံနေဆိုတဲ့နိုင်ငံတွေတောင်အမေရိကန်အစိုးရကိုဒေါသမထွက်စေချင်ပေတန်ခတ်စရင်ဝင်သွားမှာကိုမစွန့်စားကြင်ကြတော့ပါဘူး ဒါကပူတင်ကိုကြောက်စေတဲ့အကောင့်ထဲဖုံမှုမျိုးပါ။ဘာလို့လဲဆိုတော့အိန္ဒိယ၊တရုတ်၊အီရန်လိုနိုင်ငံတွေကရုရှားကို ထောက်ပံ့မှုတွေရပ်လိုက်ရင်ရုရှားစီးပွားရေးကအတိတ်ရဲ့ရွှေထီးဆောင်ခဲ့တဲ့အကျဉ်းချံတစ်ခုပဲဖြစ်သွားမှာမို့ပါ။ငွေကြေးဖောင်းပွားမှုကလဆင်တက်လာနေတာကိုတွေ့ရပါတယ်။မကြသေးခင်ကဒီဇင်ဘာလမှာပူတင်ကနှစ်ကုန်မေးခွန်းနဲ့အပြေပွဲလုပ်ခဲ့ပါတယ်။ဒီပွဲမှာမေးခွန်းတွေရဲ့30ရာခိုင်နှုန်းလောက်ကငွေကြေးဖောင်းပွားမှုနဲ့ပတ်သက်နေပါတယ်။ပူတင်ကဒါကဗဟိုဘဏ်ရဲ့တာဝန်မှာ ငါတောင်းဝင်မဟုတ်ဘူးလို့ပြောခဲ့ပေမဲ့တကယ်တော့ငွေကြေးဖောင်းပွမှုကိုဖြစ်စေတာကရုရှားစစ်ရေးအတုံးစိတ်တွေပါပဲရုရှားစစ်တပ်ကငွေအများကြီးသုံးနေတာကြောင့်စီးပွားရေးကိုအသက်သွင်းထားတာပါဒါကစီးပွားရေးကိုကြီးထွားနေတယ်ဆိုပေမဲ့နောက်ဆုံးမှာတော့ဒါကရေရှည်စီးပွားရေးကြီးထွားမှုမဟုတ်ပါဘူးဘာလို့လဲဆိုတော့ယူကရိန်းကိုပို့ပြီးဖျက်ဆီးခံရတဲ့တင်ကားတွေကိုထုတ်နေတာပါဒါကြောင့်တင်ကငွေအမြောက်များဖြုံးတိလိုက်တာကလွယ်ပြီးဘာမှအကျိုးမရှိပါဘူး ဒါ့အပြင်ဒီစစ်ပွဲမှာရုရှားဆုံးရှုံးခဲ့ရတဲ့လူပေါင်း၈သိန်းကျော်စစ်မှုထမ်းမှုရှောင်တိန်နေတဲ့ဒါမှမဟုတ်ဒီစစ်ပွဲကိုမထောက်ခံလို့ရုရှားကနေထွက်ပြေးသွားတဲ့လူပေါင်း၁သန်းကျော်စုစုပေါင်း၂သန်းနီးပါးလောက်ကိုအလုခွင်ကနေဆွဲထုတ်လိုက်တာပါ။ဒါကြောင့်စစ်ဘက်ဆိုင်ရာကုမ္ပဏီတွေကခေါ်ယူနေတဲ့လူတွေဟာလုံတိုင်းအင်အားယော့နေနေတဲ့ဈေးကွက်ထဲကနေခေါ်ယူနေရတာပါ။ဒါကြောင့်သူတို့ကိုလစာပို့ပေးရပါတယ်။စုကြေးပို့ပေးရပါတယ်။ဒါကြောင့်စစ်တပ်ကငွေအမြောင်များတုံးနေပြီးငွေထုတ်နေရတာပါ။ဒါအပြင် ဒီရဲ့ဒုတိယအကျိုးဆက်ကကာကွယ်ရေးခန္ဓာကလုပ်ငန်းတွေကလူတွေကိုလာပါမြင့်မြင့်စူချင်းမြင့်မြင့်နဲ့ခေါ်ယူနေတာပါ။ဒါကြောင့်ကျွန်တော်က coffee sign design ဒါမှမဟုတ်ဆရာတွေကိုခေါ်ယူနေတဲ့အကြောင်းတစ်ကြောင်းဆိုရင်ဒီလုပ်ငန်းတွေကစိတ်ပတ်ဆိုင်ရာ company တွေပေးနေတဲ့လာစာနဲ့ရှင်ပြိုင်နေရတာပါ။ဒါကြောင့်သူတို့ကလာစာတွေစူချေးတွေညှင့်တင်ပေးရပါတယ်။ဒါကြောင့်ငွေကြေးဖောင်းဝမှုကတက်လာနေတာပါ။ဘ ਹੁ ပံကအတိုးနှုတ်တွေညှင့်တင်လို့ငွေကြေးဖောင်းဝမှုတက်လာတာမဟုတ်ပါဘူး။ စရေးအုံစရိတ်တွေကြောင့်ငွေကြေးဖောင်းပွားမှုတက်လာတာပါစရေးအုံစရိတ်တွေက ပူတင်ကြောင့်ဖြစ်နေတာပါ သူကမနိုင်နိုင်တဲ့စစ်ပွဲကိုစတင်ခဲ့တာပါ သူက၃ရက်ဆစ်စင်ရေးလို့ပြောခဲ့ပေမဲ့၃နှစ်နီးပါးရှိလာပြီဖြစ်တဲ့စစ်ပွဲကိုစတင်ခဲ့တာပါဒါရီအားလုံးကကျွန်တော်တို့၂၀၂၅ခုနှစ်ဟာဒီရုရှားစစ်ပွဲရဲ့နောက်ဆုံးနှစ်ဖြစ်လာနိုင်တယ်လို့ပြောနေရတဲ့အကြောင်းရင်းတွေပါပဲဘာလို့လဲဆိုတော့သူတို့စီးပွားရေးကဒါကိုမခံနိုင်တော့လို့ပါဒါကြောင့်ယူကရိန်းကစစ်ပွဲရှုံးနေတယ်လို့ထင်နေတဲ့လူတွေကို ဒီအချက်လက်တွေဖြန့်ဝေဖို့လိုပါတယ်။တကယ်တော့ရုရှားကမြေပြင်အနှဲငယ်ပဲတင်ပိုက်နိုင်ခဲ့ပြီ။ဒီနှစ်တစ်နှစ်တည်းမှာပဲလူပေါင်းသိန်းနဲ့ချီဆုံးရှုံးနေခဲ့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။